ပြောလှုပ်နေလှုပ်နေတယ်ဟုတ်ပါပါဘာလဲ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 ဒါကတော့ငရင်လှုပ်ပြီးတဲ့နောက်စိုက်တူယိုဖရရဲ့အခြေအနေဖြစ်ပါလေဗျာ။အောက်ခြေမှာကြည့်ပါဗျာ။ကျွန်တော်တို့တုံးပြီးတုံးပြီးလောက်ပဲထိနေတယ်ဗောလေ ဒါတကြီးဖျားရဲ့အမွယ်အမွယ်အနေထားပါကျွန်တော်အနန်ကအခမ်းမကြီးရေ18ပြည်လောက်ရှိတယ်ဗျဓမ္မရာသူ3ပြည်လောက်ပဲသူကထိတာဟိုဘာကြီးကလွတ်နေတာကျွန်တော်ဒါအနည်းကအနည်းကရိုက်ထားတာပါဗျာဒါငဏီမြုပ်ပြီးတဲ့နောက်ကျွန်တော်တို့ကြဲချူဖျားရဲ့အခြေအနေဖြစ်ပါတယ်ဒီမှာနော်တကူကြီးကြဲချူဖျားရဲ့အခြေအနေကတော့ဟိုကျွန်တော်တို့ဟို မခမ်းပါဗျာအောက်ချီမှာတုံးတွေကွဲတုံးတွေကွဲလောက်ပဲကျွန်တော်ကတော့ထိနေတယ်လို့ထင်တယ်ဗျာဒါတော့မှဟိုကျိုးကျိုးလေးနဲ့ဆိုရင်တော့မှလွတ်လွတ်တယ်ပေါ့လေနော်အဲတကူကြီးစိတ်ကြီးဖျားရဲ့ရှင်နေဖြစ်ပါတယ်အလုံးပြုလို့ကြပါဗျာနော်စိတ်ကြီးဖျားဒါကျွန်တော်ဗနေရည်လေးဆိုတော့ ကျွန်တော်တို့ဒါအဲခုနှစ်ရက်ခုနှစ်ရက်နေ့ပေါ့ဒါခုနှစ်ရက်နေ့ရက်ခုနှစ်ရက်နေ့ရက်ဖြစ်ပါတယ်ခုနှစ်ရက်နေ့မနက်မနက်ခင်းပေါ့ဗျာကျွန်တော်ကမနက်ခင်းပိုင်းမနက်ခင်းပိုင်းဖြစ်နေဖြစ်ပါတယ်ဗျာခုနှစ်ရက်လေးလဟုတ်ဒါကြိုက်ကြီးဘုရားရဲ့လက်ရှိခုနှစ်ရက်လေးလ2025အခြေအနေဖြစ်ပါတယ် ဘဝဉ္ဇဉ်မှာလည်းတာကြနေပါလေဗျာကျွန်တော်ကောင်းကင်ကြီးကလည်းကျွန်တော်အုံမိုင်းကြီးမရှိပါဘူးနော်ဒီဖရာဝူးတွေလည်းအခုအချိန်မှာဟိုလာကြပါလေဖရာဝူးတွေအရင်များတယ်လို့ပြောလို့ရတယ်ဗျဖရာဝူးကတော့လေသူ့အနေနဲ့သူပုံမှန်ပေါ့မရှိပါလေဗျာဒါကြောင့်ချင်းဖရာဖြစ်ပါတယ်အားလုံးခုမျိုးနိုင်ကြပါစေဗျာကျမချမ်းသာပြီးတော့စီပွားလည်လာပါတူတက်ကြပါစေဆုတောင်းပေးလိုက်ပါတယ်ဗျာ